အမားတို့ရဲ့ဒီ fashion design နဲ့ပဲမှာဆိုရင်ထောက်ဖြောက်တယ်ထောက်ဖြောက်တယ်ဆိုပြီးတော့တော်တော်များများလည်းကြားဖို့မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့အဲ့ဟာလေးမှာတချို့ကြားရလဲလေဒီနယ်ပယ်ကိုမသိတဲ့ခါကျတော့တချို့ကြားလည်းအခုမှစဝင်တဲ့ခါစပြီးတော့ပေါ့နော်ဒီနယ်ပယ်ကိုဝင်တဲ့ခါကျထောက်ပါလို့ဖြောက်တာလဲထောက်ကဒီဟာကြီးကဖြောက်ကောဖြောက်သိရင်လားမထည့်ရင်ရောဘာရမလဲဟာလားဒါယူအကြီးလဲတချို့ကြီးကတွေးနေကြရရှိတယ်တကယ်တော့ဒါလေးက basic သဘောတရားလေးပဲရှိရပါဒါဆိုလို့ရှိရင်အမဒီနေ့အချက်၃ချက်နဲ့ပေါ့နော်ရှင်းပြပေးသွားမယ်ပထမဆုံးအနေနဲ့ကထောက်ပါလို့ထည့်ရလဲဟာလားကိုကစာရီတာတင်နေအင်္ဂလီတာချုပ်နေထောက်ပါလို့ထည့်ရလဲဆရာမ ထည့်ခိုင်းလို့ထည့်ရတာမျိုးမဟုတ်ဘဲနဲ့အဲကိုကဒီခန္ဓာကိုယ်ရဲ့အနေထားပေါ်မှာမူတည်ပြီးတော့ဘယ်လိုတွေချိန်ပြီးတော့ထည့်ရမလဲပေါ့နော်အဲ့တော့ဓာတ်ဘာကြောင့်ထည့်ရတာလဲနှစ်နောက်နံပါတ်1ကကြောင့်ဓာတ်ဘာလို့ဖြောက်ခါတာလဲအဲ့တော့ထည့်လာပြီးသားဓာတ်တွေကိုဘာကြောင့်ဖြောက်ရတာလဲဟုတ်ပြီနော်နံပါတ်3အချက်ကကြောင့်ဓာတ်လုံးဝမထည့်ဘဲနဲ့ရောအင်းကြီးချုပ်လို့ရလားဆိုရဲ့အချက်ကလေးတွေကိုမှဒီအခြေခံသဘောတရားလေးတွေနဲ့ရှင်းပြီးတော့အမပြပြပေးသွားမယ်ပေါ့နော်အခုမှဒီနေ့ပြောရမယ်ဒီအပိုင်းလေးကတော့တကယ်တော့လေမောင်ရဲ့ဒီကြောင်းမှာဆိုလို့ရှိရင်အခြေခံထဲမှာပင်ပါတဲ့အပိုင်းတွေပေါ့နော်အဲ့တော့နံပါတ်1အချက်အနေနဲ့ကဓာတ်ဘာလို့ ို့ထည့်ရတာလေအမကပိဆာရဲ့တားဝယ်တဲ့ခါကျပိဆာဆိုတာပြန်လိုက်ကြီးပဲလာတာဟုတ်တယ်ဟုတ်အဲ့တော့ဒီပြန်လိုက်ကြီးပဲလာတဲ့ပိဆာကိုအမတို့ကရင်နေရခါနေရတင်နေအောင်သူ့ရဲ့ရှီတင်ရှီထိုက်တဲ့ shape ကလေးတွေပေါ်လွင်အောင်လို့အမရဲ့ဒီဇိုင်နာတွေဖန်တီးတဲ့သူတွေကပြုလုပ်ပေးရတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်အမတို့ဓာတ်တွေထဲမှသာလေအဲ့ပုံစံတိုင်းရမှာဒါတော့တချို့ပိဆာတွေမှာဆိုလို့ရှိရင်တော့ဆွဲသားလို့အစမျိုးပါဆွဲတိမ်လိုက်တာနဲ့ဓာတ်တွေရရဲဆိုပေမဲ့အဲ့တော့ဆွဲသားပိဆာတိုင်းလည်းရနေတာမျိုးကမဟုတ်ဘူးပေါ့နော်အဲ့တော့အမခုပြောမဲ့ဟာဒီအဲ့တော့အဲ့ဒီဓာတ်တွေကအမရင်နေရမှာဖူးဖူးပေါင်းပေါင်းလေးဖြစ်အောင် ောင်ဂျင်တောက်လေးထည့်ကြမယ်ဂျိုင်းနေရာလေးမှာကက်ကက်ချက်ချက်လေးပြင်အောင်ဂျိုင်းတောက်လေးထည့်ကြအပေါ်ကနေပြီးစင်းပြီးတော့မှနော်လုံးဝကက်တင်အမိုက်စားလို့ချင်းဒီရဲ့ပခုံးတော့လေးထည့်ကြရတယ်ပေါ့နော်ဒါရီအမောက်တော့ဒီရဲ့ပိစပြန်းလိုက်ကြီးပေါ်မှာကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ရှိတ်ကိုပေါ်လွင်သွားအောင်ရင်ခါတင်အံဝင်ခွင့်ချပြင်အောင်လို့မှတော့တောက်တွေအသုံးပြကြတာ ဟုတ်ပြီဒါဆိုနမနှစ်ချက်ထောက်ပါလို့ဖြောက်ရတာလေအဲ့တော့ထောက်ပါလို့ဖြောက်ရတာလဲဆိုတော့မပြပြမယ်ခါလေကြရဲ့မားတို့ကိုယ်တိုင်လည်းအင်ကြီးထုတ်တဲ့ခါကျရင်၃00တွေထဲထုတ်တာရှိရဲ၄00တောင်ထဲထုတ်တဲ့အခါကြီးရှိရဲပေါ့နော်အဲ့တော့မြင်ကြည့်ရအောင်ပတန်ဆွဲရင်းနေပဲအဲ့တော့မြင်ကြည့်ရအောင်ဆိုတဲ့အချိန်မှာမဟုတ်ပါခါတော့ဘေးတော့ဂျိုင်းတော့ပခုံးတော့စသဖြင့်မဟုတ်ထဲတဲ့အဲ့ဒီထောက်တွေအားလုံးကိုထဲထားပြီးသားထောက်တွေအားလုံးချုပ်ရမှာလား လုံးဝချုပ်လို့မရဘူး။ဘာကြောင့်လဲမြင်ကြည့်ကြည့်လိုက်ပခုံးတော့ကြီးတောက်ဆန်နဲ့ချုပ်ထားလိုက်မယ်။ဂျန်တော့ကြီးတောက်ဆန်နဲ့ချုပ်ချလိုက်မယ်။ခါတော့ကြီးတောက်ချုပ်ချလိုက်မယ်။သုံးတော့ပဲထဲချုပ်ကြည့်ပါအောင်။အဲ့အင်းကြီးကဘလို့ဖြစ်နေမလဲ။လုံးဝင်းနဲ့ရင်တဲ့နေရာမှာရင်ပုံစံရနေမှာ။မရပါနဲ့ထိတ်တယ်မှာသွားပြီးချွန်ချွန်ကြီးဖြစ်တယ်။ဟုတ်ပြီဒါဆိုထိတ်မှာမချွန်ချင်တဲ့အတွက်ကိုကဒီရဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့တောက်နောက်ကိုနည်းနည်းရွှေ့လဲနည်းနည်းရွှေ့လဲမအောင်လိုချင်တဲ့ရင်လုံးလုံးလေးမဖြစ်ပဲနဲ့ထိတ်နာမှာဒီလိုဘုတ်ဆုဆုဆုလေးဖောင်းဖောင်းလေးဖြစ်နေတတ်တယ်ပေါ့နော်။အဲ့တော့အဲ့ရအဲ့လိုအခြေမျိုးဖြစ်တဲ့အခါကြောက်လို့ရှင်အမောက်ကတောက်တွေစပြီးဖြောက်သွားတော့မယ်။ဟုတ်ပြီဒီ တောက်၃ထောက်လုံးကိုဖျောက်ပြီးတော့မတူညီတဲ့ princess styling တောက်တွေဒီပေါ်ကနေ princess တောက်တွေဟုတ်လားအဲ့လိုပုံစံမျိုးတွေနဲ့ပြောင်းလဲပစ်လိုက်ပြီးတော့တောက်အစ်စ်တစ်ခုအနေထားနဲ့ပြောင်းလဲပစ်လိုက်ပြီးတော့တီးကြားတောက်တစ်ခုအနေနဲ့တောက်ဖျောက်ပြီးတော့မှလည်းချုံလို့ရတယ် ဟုတ်ပြီနော်အဲ့တော့အဲ့လိုအင်ကြီးပုံစံမျိုးလေးဆိုလို့ရှိရင်ဒီလိုရေကူးတောက်လိုပုံစံမျိုးလေးတွေဟုတ်လားဒါအမတို့ဒီအများခေါ်တာတော့ရေကူးတောက်လိုခေါ်ရဲပေါ့နော်ပြီးရင်စတိုင်လိုင်းထောက်လေးတွေဟုတ်လားအဲ့လိုပုံစံမျိုးလေးတွေဖြစ်တီးကြားတထောက်တီးတက်အနေနဲ့ဖန်တီးလို့ရတယ်ဒါကိုထောက်ဖြောက်တယ်လို့ကဟုတ်ပြီအဲ့ထောက်ကိုဖြောက်ပြီးတော့ခါလီကြလို့ရှိရင်လေအင်ကြီးတစ်ထည်လုံးမှာထောက်တွေမပါဘဲနဲ့အတွန့်တွန့်လေးရင်နေရာလေးမှာလေဒီလိုလေးတွေခွဲထားပြီးတော့ဒါမှမဟုတ်ရင်အောက်ဖြတ်ဆက်လို့နေရာမျိုးတွေဒါမှမဟုတ်ဒီအပေါ်လေးကဖြတ်ပြီးဒီဒီနားလေးမှာအတွန့်တွန့်လေးပုံစံအဲ့ဒါကလေပိစောက်အပိုတစ်ခုတီးတက်အနေ နဲ့ပို့ပြီးတော့ယူထားပြီးတော့မှအတွန့်ဖြစ်အောင်လှူထားတာမျိုးမဟုတ်ဘူးပေါ့နော်အမားတို့ဒီသင်တန်းနေမှာဆိုလို့ရှိရင်တော့အဲ့လိုမျိုးအတွန့်နေလိုချင်တယ်ဆိုရင်မောင်းမှာရှိရထောက်တွေအားလုံးဖျောက်ချပြီးတော့အဲ့ဒီအတွန့်နေရာမှာသွားအစားထိုးလိုက်တယ်အဲ့တော့အဲ့ဒီနေရာမှာဘာဖြစ်သွားလဲဆိုတော့ဒေါက်ကဟထွားသွားပြီးပို့တာရအများကြီးဖြစ်လာတယ်အဲ့ပို့တဲ့အရာတွေမှာဒေါက်အဖြစ်တီးတတ်မချုပ်တော့ဘဲနဲ့အတွန့်လေးတွေဖြစ်ပြောင်းလဲပြီးတော့မှာလှုပ်ပြစ်လိုက်တာပေါ့နော်ဒါကိုလည်းထောက်ဖျောက်တယ်လို့ပဲခေါ်တယ်ဟုတ်ပြီနောက်ဆုံးတစ်ခုအနေနဲ့ကကြတော့ထောက်မထည့်ဘဲနဲ့ရောအင်းကြီးတထည့်ချုပ်လို့ရချုပ်လို့ရပါတယ်ဘယ်လိုလိုင်းနေမှာချုပ်လို့ရရလဲဆိုအပွားလိုင်း လုံးဝအပွားလိုင်းတည်တတ်နေမှာဆိုရင်ရောချုပ်လို့ရတယ်။ဒါပေမဲ့အမောက်အခုဖွင့်မဲ့ FRB အတန်းမှာဆိုရင် ထောက်တွေပါပြီးတော့မှထောက်တွေကိုဖျောက်ပြီးတော့မှဘလူနီယာလေးမှာအသုံးပြုရင်အပွားလိုင်းဆိုပေမဲ့အင်းကြီးရရင်နီယာလေးရရင်နီယာလေးတက်တက်ဖြစ်တဲ့ပုံစံမျိုးရဆိုအမောက်ထည့်ပြီးတင်ပေးထားရပေါ့နော်။အဲ့တော့အမပြောချင်တာကအပွားလိုင်းဆိုတိုင်းထောက်မပါဘဲနဲ့ချုပ်လို့ရတာမျိုးမဟုတ်ဘဲနဲ့ကိုကအမြင့်လိုင်းနဲ့တကယ်ကို quality ကောင်းတဲ့ product တွေကိုထုတ်ချင်နေဆိုလို့ရှိရင်နော်အပွားလိုင်းဆိုရင်တော့မှထောက်တွေထိုက်ပေးတင်နေပေါ့နော်။ဒါပေမဲ့ချုပ်ပိုင်းနေမှာဆိုလို့ရှိရင်တော့မလိုဘဲနဲ့ဒီအဲထောက်တွေတည်တံ့ပါစရာမလိုဘဲနဲ့လည်းချုပ်လို့ရတဲ့အင်းကြီးလေ ရှိပါတယ်ဒါပေမဲ့ fitting line မှာမရဘဲနဲ့အပွားလိုင်းနေမှာပို့ပြီးရရပေါ့နော်ဒါဆိုရင်ပြောစရာတစ်ခုလည်းထပ်ရှိမယ်ထင်တယ် fitting line မှာမရဘူးဆွဲသားမှာမရဘူးဆွဲသားဒီမှာတော့ရတယ်ဆွဲသားဆိုလဲဆွဲသား fabric အမျိုးအစားတိုင်းမှာရနေတာမျိုးမဟုတ်ပဲနဲ့မော် ANC လို့ ANC လို့အစမျိုးတွေပြီးရခါကျကိုရီးယားဆွဲသားလိုမျိုးနေရမျိုးတွေမှာဆိုလို့ရှင်တော့ဒါမှမပါဘဲနဲ့လဲချုပ်လို့ရရပေါ့နော်ဒါဆိုလို့ရှင်အမဒီနေ့ပြောပြပေးသွားတယ်ထောက်ပါလို့ထည့်ရတာလဲထောက်ဖြောက်ပြီးတော့ချုပ်လို့ရလားဒါမှမပါဘဲနဲ့ရောဘယ်လိုချုပ်ကြမလဲဆိုရင်အပိုင်းလေးကိုအမ knowledge sharing တစ်ခုအနေနဲ့အမပြောပြသွားခြင်းဖြစ်ပါတယ်ဒါဆိုလို့ရှင်အခုမှဗီဒီယို ိုင်လေးကိုကြည့်တဲ့လူတွေအားလုံးကအမဒီနေ့ပြောခဲ့တဲ့တောက်သဘောတရားအကြောင်းကိုနောက်ထပ်နားလည်သွားလဲဆိုတဲ့အချက်ကလေးကိုလည်းဒီ comment မှာရေးသွားပေးခဲ့လို့ရရပါတော့เนาะဒါဆိုလို့ရှိရင်အမနဲ့တူတူနောက်ထပ်ဗီဒီယိုဖိုင်တွေမှာပြန်ဆုံကြမယ်เนาะအားလုံးပဲတတ်တာပါ